အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရ breaking news ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်ဒီနေ့ breaking news ကတော့ဒါကျွန်တော်ဒီနေ့ညမှာ ဖာဗီဂျိုရိုမာနိုရဲ့ထုံးစံတိုင်းဘွန်ဘာကျွန်တော်ဆက်ပြီးတွေ့ခဲ့ရတယ်ပေါ့နော်အဲ့ဒါကျွန်တော်ဒီနေ့တနေ့လောက်ဒါကျွန်တော်ခုမှတရားပြန်ကြည့်မိကျွန်တော် Manchester United တရင်တော့မတင်ရသေးဘူးအဲ့တော့ Manchester United အသင်းအနေနဲ့ဒါကျွန်တော်တို့ဒါဒီနေ့မှာ breaking news ခုစတင်ပြီးထွက်ခွာလာခဲ့ပြီဖြစ်တယ်ထပ်ထွက်ပေါ်လာခဲ့ပြီဖြစ်တယ်ပေါ့အဲ့တော့ Manchester United လက်ရှိလူငယ်ကစားသမားလေးတောင်မန်ကစားသမားလေးဖြစ်တဲ့ Alejandro Garnacho နေနဲ့ Manchester United အသင်းကနေပြီးတော့တရားဝင်ထွက်ခွာတော့မှာဖြစ်တယ်ဆိုတာကို Fabrizio Romano က ူ့ရဲ့ Twitter စာမျက်နှာပေါ်မှာတင်ထားခဲ့တာကိုတွေ့ရမယ်အဲ့တော့တီဂျာအတိုင်းမှာဒါတော့မနစ်ကတော့ကျွန်တော်အလဟန်ဒူဂနာချူအနေနဲ့ခြေစွဲအနည်းငယ်တက်ကြတယ်များခဲ့ပေမဲ့အသင်းမှာဒါကျွန်တော်အမှန်တိုင်းပြောမှာဆိုရင်တော့အာကူအာထာခဲရတဲ့ကစားသမားကြီးရဲ့တယောက်ဆိုတော့ညင်းစရာပေါ့ဒါပေမဲ့ရူဘယ်အာမိုရင်းရောက်လာပြီးတဲ့နောက်မှာဒါကျွန်တော်အလဟန်ဒူဂနာချူအနေနဲ့ဒါကျွန်တော်တို့ ကစားပုံတွေကဒါကျွန်တော်တို့ထင်းလိုကစားနေတဲ့ပုံစံမျိုးကိုအဓိကခွာပြောသွားခဲ့တာကျွန်တော်ဒါ final မှာပြောခဲ့တဲ့ဇာတ်ရည်နဲ့အတူဒါကျွန်တော်မှတ်မှတ်ရပဲပေါ့နော်ဒါအလာဟန်ဒိုကနာချိုကိုအသက်သက်ရှာဖို့ဒါကျွန်တော်တို့ရဲ့ကစားသမားတွေရှင်းမှာပြောခဲ့တာရောဒါအလာဟန်ဒိုကနာချိုနေနဲ့ဒါသူ့ကိုအသင်းတွေကခေါ်မယ်ဆိုရင်တော့ကန်ကောင်းဆိုတဲ့ပုံစံမျိုးတွေကိုပြောခဲ့တာမျိုးဒါတွေကိုကြည့်မယ်ဆိုရင်အသင်းကတရားဝင်ထွက်ခွာမယ်ဆိုကုန်းသိပြီးသားဖြစ်လိမ့်မယ်ဒါပေမဲ့လက်ရှိမှာတော့ဒါအလာဟန်ဒိုကနာချိုနေနဲ့ဒါ Manchester United အသင်းမှာတော့သူ့ရဲ့အနာဂတ်မှာဆက်လက်ပြီးတော့ရှိဖို့အတွက်ယာကိုင်နှုံးတွေတော်တော်လေးကိုနည်း ်သွားခဲ့ပြီးတော့အလာဟန်ဒိုကနာချခုလက်ရှိမှာအသေးရောက်လာခဲ့တဲ့ Matthews ခေါနာမကြာခင်ရောက်လာတော့မဲ့ Brian Ambwan ဘူတို့ရဲ့ရောက်ရှိလာမှုကြောင့်အလာဟန်ဒိုကနာချနဲ့သူ့ရဲ့အနာဂတ်က တည်တည်ချာချာမရှိတော့မှပို့ပြီးတည်ကြသွားခဲ့တဲ့အနေထားမှာကစားသမားအနေနဲ့ Manchester United အသင်းကနေပြီးတော့တရားဝင်ထွက်ခွာတော့မယ်ဆိုတာကို Fabrizio Romano ကနေပြီးတင်ဆက်ထားတာတွေ့ရမယ်။အဲဒီနေ့မှတော့ Alejandro Garnacho ဘက်ကပဲဒီလိုမျိုး decision ချခဲ့တာမဟုတ်ဘဲနဲ့ Manchester United ဘက်ကလည်း Alejandro Garnacho ကိုတရားဝင် ရောင်းချတော့မှာဖြစ်ကြောင်းကို Fabrizio Romano ကထပ်မံပြီးတော့ဒါကျွန်တော်တို့ confirm လုပ်။အဲ့တော့ပြောချင်တာဒီနေ့မှတော့ကျွန်တော်တို့ Manchester United ဒီတစ်ပတ်ကိုသဘောကျဖို့ကောင်းတာကဒါနီးပြအနေနဲ့အဆင်မပြေတဲ့ကစားသမားအတင်းကြီးသုံးဖို့အတွက်ဒါတော့ အားပေးတာနဲ့ဆိုင်ဒီလိုကစားသမားမျိုးကိုအသင်းကနေပြီးတော့ရောင်းချဖို့အတွက်စူးစမ်းပြီးတာဒါ United ဘက်ကတော့ခုလို့ဆိုလို့ပြောရမယ့်တဲမှာပါတယ်အဲ့တော့လက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးနည်းနည်းလေး detail လေး on အောင်အဲ့တော့လက်ရှိဒါ Fabrizio Romano ပြောပုံရဆိုရင်တော့ဒါကျွန်တော်တို့ အလာဟန်ဒိုကနာရှိကိုဒါကျွန်တော်တို့ပရီးမီးယားလီမှာပဲဆက်ပြီးတော့နေဖို့အတွက်ရာဂိုင်းနှုန်းတွေများနေပြီးတော့ပရီးမီးယားလီကလပ်အသင်း၃တင်းကလက်ရှိမှာအလာဟန်ဒိုကနာချူကိုစိတ်ဝင်စားနေတယ်လို့သိရတယ်မှာပါတယ်။ဒါပြင်သူ့ရဲ့ဆရာဟောင်းဖြစ်ခဲ့တဲ့အဲရစ်တန်ဟဲ့အသင်းဖြစ်တဲ့ဒါကျွန်တော်လီဗာကူဆင်ကစိတ်ဝင်စားနေခဲ့ပြီးတော့လက်ရှိမှာလည်းဒါစီးရီကလပ်တွေကလည်းသူ့ကိုတရားဝင်ချိတ်ဆက်ထားမှုတွေကိုပြုလုပ်ထားတယ်ဆိုပြီးတော့ဖာဘီဂျိုရိုမာနိုကသူ့ရဲ့ဒါကျွန်တော်တို့ Twitter စာမျက်နှာပေါ်မှာတင်ဆက်ခဲ့တာတွေ့မှာတော့ဒါအလာဟန်ဒိုကနာချူနဲ့မန်ချက်စတာယူနိုက်တက်နဲ့ကတော့ဒီနားမှာတခိုင်းရပြီးဆိုတော့တေချာတော့ဖြစ်ခဲ့ပြီးတခြား င်ကဒါမန်ချက်စတာယူနိုက်တက်အသင်းရဲ့ star boy လို့ပြောလို့ရမယ်အနာတစ်ခုအနာကကစားသမားတစ်ယောက်ကနေပြီးတော့လက်ရှိမှာအသင်းကနေတရားဝင်ထွက်ခွာသွားဖို့အတွက်တေချာတော့ဖြစ်ခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်တာကတော့တကယ်ကိုပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့တော်တော်လေးကိုဝမ်းနေဘူးကောင်းတဲ့အရာတစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ပြောချင်ပါတယ်အထားပါလက်ရှိမှာအလာဟန်ဒိုကာနာချိုနေတဲ့ဒါမန်ချက်စတာယူနိုက်တက်အသင်းကထွက်ခွာပြီး Premier League ဘက်ကလပ်တွေကစိတ်ဝင်စားနေတယ်တေချာဒီနေရာမှာတော့တေချာဆုံးကလပ်ကတော့ Chelsea ပါပဲ Chelsea တင်တဲ့ဒါမနစ်ကဆောင်းရဒီဂရေးကတော့သူ့ရဲ့အကိုဖြစ်တဲ့ Roberto Gana Chu ကိုဒါကျွန်တော်တောက်လျှောက်ချိတ်ဆက်မှု တွေကိုပြုတ်လုခဲ့ပြီးတော့သူ့ကိုဖြစ်တဲ့ရောဘာတိုကန္နာချူရတာမဲ့ကျွန်တော် Chelsea ရဲ့ပွဲကိုတော့တွားကြည့်ခဲ့ပြီးတော့ဒါပြိတ္တတွေကြားထဲမှာတော့မှဝေဖန်မှုတွေကိုမြင့်တက်ခဲ့တဲ့အထီးကိုဒါကျွန်တော်တို့ တော်တော်လေးကိုဖြစ်ခဲ့အဲ့တော့မမေရဲ့ Chelsea နဲ့ Wolves ပဲလားမသိဘူးအဲ့တော့ Robert Garnacho တယောက်သွားကြည့်ခဲ့နေတယ်မှာတပိတ်တိုင်းနေတော်တော်လေးဝိုင်းဝန်းပြီးတော့ဝေဖန်မှုတွေပြတ်အဲ့တော့ဂျာတဲ့မှာဒါ Garnacho နည်းနဲ့ဒါကြောင့်နည်းနည်းလေးဒါအချိုးပြောင်းသွားပြီးတော်တော်လေးကိုဒါခြေစွမ်းပြဖို့အတွက်ကြိုးစားခဲ့ပေမဲ့တကယ်တမ်းနင်လားငါလားဟိ moment ဒီမှာ Garnacho နည်းနဲ့အသင်းကိုဒါကျွန်တော်တို့အဲမကူညီနိုင်ခဲ့တဲ့အတွက်ကြောင့်မဒါ Ruben Amorim နဲ့ဒါပုံမှန်လေးနင်မဲ့ Alejandro Garnacho နည်းဒီလိုလိုရှိရဲဒါပြခုနပြောသူပဲအဓိကဒါခွာပြဲတာပေါ့နော် Europa League Final ပြီးမှခွာပြဲတယ်လို့ပဲဆိုရမှာပါကျွန်တော်တို့သူတို့နည်းနဲ့ဒါကျွန်တော်တို့လက်ရှိဖတ်ပုံရဆိုခုနကျွန်တော်ဗီဒီယိုဆောင်းပြောခဲ့တဲ့ ပဲရူဘင်အမိုရီနဲ့ဒါကြောင့်အလာဟန်ဒိုဂါနာချိုကိုဒါတို့တခြားသောကစားသမားတွေရှင်မှာမင်းအနေနဲ့အသင်းသစ်ရှာတာပိုကောင်းမယ်ဆိုတဲ့ပုံစံမျိုးတွေလက်ရှိမှာဒါကြောင့်သူ့ရဲ့အဲမင်းအနေနဲ့အသင်းသစ် ကြမယ်ဆိုတော့ကံကောင်းမယ်ဆိုတော့ပုံစံမျိုးတွေပြောခဲ့ပြီးတော့တေးကြပါရဲ့ဒါတွေလည်းရှိအဲ့တော့ဒါအလာဟန်ဒိုကနာချိုကတော့မန်ချက်စတာယူနိုက်တက်အသင်းနဲ့ဘယ်လိုကျွန်တော်ဒါဈေးသတ်မှတ်မယ်မသိပေမဲ့လက်ရှိမှာဂရီကစားသမားကတော့အယောင်စင်းတင်တဲ့ကစားသမားတစ်ယောက်ဖြစ်သွားခဲ့ပြီလို့ဆိုလို့ရမယ်အနေနဲ့ရှိအဲ့တော့အလာဟန်ဒိုကနာချိုကမန်ချက်စတာယူနိုက်တက်အသင်းနဲ့ခုလက်ရှိကောလာဟာလာအနေနဲ့ဒါပေါင်90နဲ့55တန်းကြဈေးစတင်ပြီးတော့သတ်မှတ်မယ်ဆိုတဲ့သတင်းတွေတောက်ချောက်တပ်ပေါ်နေခဲ့တယ်။မမေရတာမနစ်ကချက်စီအသင်းနဲ့ကျွန်တော်အလာဟန်ဒိုကနာချိုကနပူလီနဲ့ချက်စီအသင်းအပြိုင်ဆိုင်ခေါ်ဖို့လုပ်တဲ့အချိန်မှာယူနိုက်တက်အသင်းကအလာ ဟန်ဒိုကာနာချိုပြောင်းရွှေ့အတွက်ပေါင်တန်း60လို့ရှိခဲ့တယ်။ဒါပေမဲ့လက်ရှိဒီနှစ်ဒါနွေရာသီမှာဒါ United အသင်းကိုယ်တိုင်ကဒီကစားသမားကိုရောင်းချတော့မှဖြစ်တဲ့ကြောင့်ဒီတက်ပို့ပြီးတော့ဈေးနဲ့တဲ့အပြောင်းရွှေ့တစ်ခုကို United အသင်းကနေပြီးတော့ဒါကျွန်တော်တို့သူ့အနေနဲ့အဲလက်ခံသွားပွဲရရှိတဲ့ဆွဲတဲ့ရင်ထွက်လာ။အဲ့တော့အလာဟန်ဒိုကာနာချိုရဲ့အနာဂတ်ကဘယ်လိုရှိသူ့အနေနဲ့ဒါတေချာတော့သူက Premier League မှာပုံမူပြီးတော့စော်ကျင်တယ်။အဲ့တော့လက်ရှိမှာ Chelsea အသင်းကတရားဝင်စိတ်ဝင်စားမှုတွေရှိနေတယ်။ဒါအပြင်ကျွန်တော်တီးတလောက်က Tottenham Hotspur အသင်းကျွန်တော်ရဲ့အသင်းကလည်းလက်ရှိမှာအလာဟန်ဒိုကာနာချိုကို left wing တစ်ချောင်းကတောက်ချောင်းစိတ်ဝင်စားနေတယ်။ ပါတင်တဲ့ခုလက်ရှိမှာလက်ဝင်းနေရာအတွက်ဒါမသီးရဲ့စတဲကူသာပြီးသက်မခေါ်နိုင်ခဲ့ဘူးဆိုရင်တော့အလာဟာဒူဂါနာချူကိုလာမဲ့နွေရာဒီမှာခေါ်ယူဖို့အတွက်အကြီးအကျယ်ကြိုးစားသွားမယ်ဆိုတဲ့တဲ့နေတောက်လျှောက်ထွက်ပေါ်နေခဲ့အဲ့တော့လက်ရှိမှာဒါကျွန်တော် United အသင်းနေနဲ့အလာဟာဒူဂါနာချူအတွက်ဒါတကယ်တမ်းညှိနှိုင်းမယ်ဆိုရင်တော့ပေါင်45နဲ့50ကြားတဲ့ကြောင့်ဒီကစားသမားကိုရောင်းချဖို့အတွက်စဉ်းစားသွားမယ်အဲ့တော့ကစားသမားကဒီနေရာမှာဒါသူ့အနေနဲ့အသင်းယူရေးသွားမယ်ပုံမှာသူ့ရဲ့ဒါကျွန်တော်အာဂျီဒီနာဒါကျွန်တော် squad မှာဆော့ဖို့အတွက် အခွင့်အရေးအများဆုံးအသင်းသင်းရဲ့ပြီးတော့ခုနကသူ့ကိုနေရာပေးနိုင်မယ့်အသင်းသင်းရဲ့ကိုသူကရွေးချယ်မှုရှိရဲ။မမေရတာကျွန်တော်တို့ဒါအလာဟာဒိုကန်နာချိုနီနဲ့မန်ချက်စတာယူနိုက်တက်အသင်းနဲ့စာချုပ်အသစ်ချုပ်ဆိုဖို့အတွက်ကြံ့ကြံနေတဲ့အဓိကအကြောင်းရဲ့ကစားသမားတွေနဲ့ဒါသူ့အနေနဲ့ important role ကိုတောင်းထားခဲ့တဲ့အကြောင်း United အသင်းနဲ့အဲ့လိုမျိုး guarantee မပေးဆက်မပေးနိုင်တဲ့အကြောင်းအဲ့တော့ကခရီးကဒါကျွန်တော်စာချုပ်အသစ်ချုပ်ဆိုဖို့အတွက်ကျွန်တော်ဖြစ်အဲ့တော့ဒါအလာဟာဒိုကန်နာချိုနဲ့သူ့အနေနဲ့အသင်းပြောင်းခဲ့ပြီးရှိတော့သူ့အနေနဲ့ဒါကျွန်တော်တို့ number အဲ့ပေါ့သူ့အနေနဲ့ဒါနေရာရရှိရေးအတွက်အသင်းကိုပဲပူပြောင်းသွားမယ်လို့ကျွန်တော်အနေနဲ့မြင်နေအဲ့တော့လက်ရှိမှာဒါဘယ်အသင်းတွေဖြစ်နေတဲ့ချက်တော့စောင့်ကြည့် မယ်။ Leverkusen နဲ့ခုလက်ရှိမှာ left wing ကစားသမားကောင်းကောင်းလူနေဆိုညင်းစရာမလိုဘူး။သူရဲ့ဆရာဟောင်းဖြစ်တဲ့ Eric Ten Hag ဖြစ်ကြောင်းသူ့အကြောင်းကိုကောင်းကောင်းကြီးနားလေတဲ့ကစားသမားဆိုပြောလို့ရမယ်။အဲ့တော့လက်ရှိမှာဒါကျွန်တော် Napoli သင်းကလည်း Gavicha Gav Gavicha Kvaratskhelia ကိုရောင်းထားကြောင်း left wing နေရာမှာလိုအပ်ချက်တွေလက်ရှိမှာရှိနေတဲ့အသင်းသင်းဖြစ်တဲ့လက်ရှိမှာ Tottenham Hotspur သင်းကလည်း left wing မှာလိုအပ်ချက်ရှိနေတဲ့အသင်းတွေကသင်းဖြစ်တဲ့ Chelsea သင်းကလက်ရှိမှာဒါ left wing ကစားသမားကြီးတွေမှာလက်ရှိမှာ Jimmy Gidin တို့ကိုတရားဝင်ချိတ်ဆက်နေခဲ့ပေမဲ့ဒါ အလာဟာဒိုဂါနာချူကိုလည်းရွေးချယ်မှုတွေကတခုနေအဲ့တော့ဘာကျင်တာချက်စီးသင်းကဒီနေရာမှာပို့ပြီးတော့ value ဖြစ်လောက်မလို့မြင်လဲချက်စီးသင်းရဲ့လက်ရှိမှာ club world cup မတိုင်ခင်အလာဟာဒိုဂါနာချူကတကယ်ကို viable option တခုဆိုတော့လုံးဝညင်းစရာမလို့ဘာလို့ဆိုတော့ Jamie Gaden တို့ဘာလို့တစ်ဖက်ကတည်းကကျွန်တော် Borussia Dortmund ကမယောင်းကျင်တာနဲ့ကိုအင်းညောင်းညောင်းလုံမာနဲ့ကိုဈေးကင်မာနဲ့ကိုအကြာနိုင်တဲ့တယ်မှာပါတယ် United အသင်းကလက်ရှိမှာကစားသမားကိုလည်းလူလူချင်းချင်းယောင်းကျင်တယ်တကယ်နဲ့လာတရားဝင်ကမ်းလှမ်းမဲ့ club သာရှိမယ်ဆိုရင်တော့ United အသင်းကလည်းဒါကျွန်တော်တို့ဈေး shop ပေးသွားဖို့ချင်ရှက် Chelsea အသင်းကကျွန်တော်ထင်တာပေါ့နော်လက်ရှိမှာ Leverkusen တို့ဒါကျွန်တော်တို့ UA club တွေဆိုင်တော့ viable option တခုဖြစ်မလို့မြင်နေဒါပေမဲ့လက်ရှိမှာကျွန်တော်ဖတ်အပ်လောက်ကတော့ Chelsea ပြည်သက်တွေအနေနဲ့ Alejandro Garnacho ကိုသူတို့ရဲ့အသင်းမှာလက်ရှိအနေဒီပုံဒီအချိုးမျိုးနဲ့ဆိုရင်တော့သူတို့အနေနဲ့အလိုမရှိဘဲနဲ့သဘောမကျဘူးလို့သိရတဲ့အတွက်မှာပါတယ်သူတို့အနေနဲ့ဒီထက်ပို့ပြီးတော့ပို့ပြီးတော့ attitude ရပါတော့နော်ဒါကျွန်တော်တို့လက်ရှိမှာဟိုဘယ်လိုပြောမလဲ attitude မှာပြောမှာကျွန်တော်တို့ အပြုမူရပို့ပြီးတော့ဒါကျွန်တော်အသင်းနဲ့အစင်ပြေနိုင်မဲ့ကစားသမားကိုသူတို့ပို့လို့ခြင်းနဲ့ဥပမာလက်ရှိမှာ Jimmy Giddens လို့ကစားသမားမျိုးအဲ့တော့အာလာဟန်ဒိုကနာချိုရဲ့ကုလရှိမှာအသင်းပြောင်းခဲ့သည်ဆိုတော့သူနေလောက်ခလာစာဆိုရတဲ့သူနေနဲ့သူစော့ရမယ်နေရာကသူ့အတွက်အရေးကြီးတယ်လို့ပဲသိရတယ်မှာပါအဲ့တော့ပြောချင်တာကလက်ရှိမှာ Leverkusen တို့ပါလဲပြောင်းသွားနိုင်တယ်သူနေနဲ့သူဟာအဓိကဘာကကစားသမားရဲ့ပြဿနာဘာဖြစ်လဲဆိုတော့ ego ပေါ့နော်ဒါကျွန်တော်သူ့ရဲ့မာနပေါ့မာနကဒါကျွန်တော်တို့ fame နဲ့မာနနဲ့သူ့ရဲ့ခေါင်းကိုလွှမ်းခြုံသွားတယ်လို့ပြောလို့ရတယ်မှာအဲ့တော့အာလာဟန်ဒိုကနာချိုရဲ့တော့ blame လို့မြောက်သူ့ကိုလက်ရှိတာပရိသတ်တွေကိုလည်းသူ့ကို star boy လို့ တ်မှတ်ထားတဲ့ကြောင့်သူ့ရဲ့ဒါကျတော့ ego ကတက်သွားတယ်လို့မြင်တယ်အဲ့တော့ ego ကအရန်တက်သွားတဲ့အချိန်မှာဒါသူကိုယ်ရမထိနိုင်တော့တာကတော့ပြဿနာဖြစ်သွားခဲ့အဲ့တော့ဘယ်လိုပဲပြောတာ one day ဆရာကောင်းတာတစ်ချိန်ကတာအခုချိန်ဒီမှတ်မိနေအလာဟန်ဒိုဂါနာချူရဲ့ဒါကျတော့ everton နဲ့ပွဲစဉ်မှာနောက်ပြန်ကန်ချက်ကြီးအခုချိန်ဒီမျိုးလုံးတွေကမထွက်သေးဘူးအဲ့တော့ united ပြည်သက်တွေနဲ့အခုလက်ရှိမှာနောက်ထပ်ကျယ်ပွင့်တစ်ပွင့်ဒါကျတော့အသင်းကနေပြီးတော့ဆက်လက်ပြီးတော့ဆုံရှုံကြရတော့မှာဆိုတာကတော့တော်တော်လေးကိုနှမျောစရာကောင်းတယ်လို့ပဲကျွန်တော်အနေနဲ့ပုဂ္ဂိုလ်ကြီးကကျွန်တော်ကတော့မြင်မိတယ်ဘယ်လိုပြောတာကျွန်တော်လက်ရှိမှာ final confirmation အလာဟန်ဒိုဂါနာချူနေနဲ့ manchester united အသင်း ดียวเงินท่อคอที่มียว ကစားသမားကလည်းဒါကျွန်တော်တို့တရားဝင်ခေါ်ခါမယ် United အသင်းကလည်းဒီကစားသမားကိုတရားဝင်ရောင်းချတော့မှာဖြစ်ကြောင်းကို Fabio Romano ကသူ့ရဲ့ Twitter စာမျက်နှာပေါ်မှာတရားဝင်ပြောထားခဲ့တယ်အဲ့ဒါကတော့ breaking news ဖြစ်ပါတယ်လောက်ပါပဲဘောလုံးပွဲတွေကိုကြီးရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ဒီ before you မှာကျင်းလူစာပေါအောင်ကူညီလို့ရပါတယ်အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ဒီ before you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်များများလေးလည်း clip ဖို့မမေ့ကြပါနဲ့ဗျများများ clip မှာမြန်မြန်တမ်းဖြစ်ပါတယ် အောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ ni before you ရဲ့လေးလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မှဆက်ကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်လည်း clip ဖို့မမေ့ကြပါနဲ့ဗျမြန်မာ clip မှာမြန်မာနာဖြစ်ပါတယ်အားလုံးကြိုတင်ပါတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပေကျွန်တော်တို့နောက်မှတွေ့ကြတာပေါ့တေးပါဗျ